မင်္ဂလာပါဘာရောဟန်ကူက level 2ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်မကတော့ Kim Soojin Language Academy ရဲ့ဆရာမတူဖြစ်သူမီးရဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်မတို့အခုဘာရောဟန်ကူက level 2ရဲ့ chapter 4အပိုင်း2ကိုရောက်လာပါပြီ။ဒါဆိုရင်ကျွန်မတို့ဒီမှာဘာလေးကိုလေ့လာရမယ်ဆိုရင် Uri gachi chonso haja Uri gachi chonso haja ငါတို့အတူတူ ချောင်းဆုပ်ဟာကြာတန်ရှင်းလုံးရအောင်ဆိုတော့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်။ဒါဆိုကျွန်မတို့ဒီခန်းမှာဘလိုဝေါ်ဟာရိုက်လေ့လာရမယ်ကြည့်ကြရအောင်။ Okay ဒီနေ့မှာလည်းကျွန်တော်တို့လေ့လာရမယ် all we vocabulary လေးတွေက cheap qualia all we me ဖြူရောင်ကျွန်တော်တို့အိမ်နဲ့သက်ဆိုင်တဲ့ဒီဝေါ်ဟာရိုက်လေးတွေကိုလေ့လာမှာဖြစ်ပါတယ်။မွန်ဘော်နေနေရတော့ all are ကြာဆိုတဲ့ grammar လေးဖြစ်ပါတယ်။ Okay ကျွန်တော်တို့ vocabulary အနေနဲ့ဟုတ်ကဲ့ပထမဆုံးတစ်လုံးကချုံဆိုကီချုံဆိုကီ ကျမတို့ဖုံဆုပ်ဆက်ကိုပြောတာဖြစ်ပါတယ်။ជីဘယ်ဆိုခြုံဆိုကီရူဒူလျောယော။ជីဘယ်ဆိုခြုံဆိုကီရူဒူလျောယော။အိမ်မှာဖုံဆုပ်ဆက်ကိုတောင်းတယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။ကျမတို့ဖုံဆုပ်ဆက်ကိုကျမတို့ကဒူလျောယော်ဆိုရဲလှည့်ပြီးတောင်းတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ကျမတို့ဒီ အဝိရှော်ရဲဆိုလဲဝိရှော်ရဲအထက်မှာကျမတို့ကအတွင်းထဲမှာဒီလိုလှဲ့နေရပါဘောနော်အဲ့လိုဟာမျိုးဖြစ်တဲ့တကြားကျမတို့ကဒူးလျော်ရော်ဆိုတဲ့စကားလုံးနဲ့ကျမတို့တုံးတာဖြစ်ပါတယ်ကျမတို့တန်ရှင်းလောက်တဲ့ဆက်လေးမှာဆိုတဲ့ဒီဘိန်းလုံးလေးနဲ့လဲပြီးသွားတဲ့အတွက်ကြောင့်ကျမတို့တွေကဒူးလျော်ရော်ဆိုပြီးတော့တုံးတာဖြစ်ပါတယ်ဖုံတုံးဆက်တုံးပြီးတုံးနေဆိုတဲ့အဓိပ္ပာယ်လေးပါပဲချုံဆိုဂီကကိုချန်နတ်ဆော်ရောချုံဆိုဂီကဖုံဆုပ်ဆက်ကကိုချန်နတ်ဆော်ရောပြတ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါ ဒိုလျောယောဒိုလီတာဒိုလျောယောဒိုလီတာဒိုလျောယောဆိုရက်စကားလုံးအကြတော့ကျမတို့ဒီဖွင့်တယ်ဆိုရက်အတိတ်ပဲလေးပေါ့နော်ခုနဖွင့်တယ်ဆိုဘလိုဟာမျိုးကိုဖွင့်တာလဲဆိုလို့ရှိရင်ကျမတို့ဒီလိုမျိုးဝက်ရှော့ဇက်ကိုတုံးတယ်တကယ်လို့ဒီဖုံဆုပ်ဆက်ကိုတုံးတယ်လို့ပြောမယ်ဆိုရင်ဒိုလျောယောဒိုလီတာနဲ့တုံးမိပါသူရဲ့အတိတ်ပဲလေးတော့လှဲ့သည်ဆိုရက်အတိတ်ပဲလေးပါနော်ချုံဆိုကီတို့ဒိုလျောယောဖုံဆုပ်ဆက်ကိုလှဲ့တယ်ဖုံဆုပ်ဆက်ကိုတုံးပြူတယ်ဆိုရက်အတိတ်ပဲပါ ရိုဘော့ချုံစောကီရဒူလျာယာရိုဘော့ချုံစောကီရဒူလျာယာရိုဘော့ကျမတို့ဆက်ရုပ်ဖုံစုံဆက်ကိုကျမတို့ဒူလျာယာလှည့်ရဲဖုံဆက်ရုပ်ဖုံစုံဆက်ကိုအသုံးပြုရဲဆိုတဲ့အဓိပ္ပာယ်လေးပါစရဲကီစရဲကီကကျမတို့အမှိုက်ပေါ်ပြတာဖြစ်ပါတယ်စရဲကီရဘူလီဟဲဂျူဆဲယာစရဲကီရဘူလီဟဲဂျူဆဲယာ စရဂီရအမိုက်ကိုဘူးလီဟဲကျူဆက်ရခွဲပြီးပြစ်ပေးပါလို့ပြဌာန်းဖြစ်ပါတယ်တသက်ခွဲပြစ်ပေးပါကျွန်တော်တို့အဆိုအချောက်တသက်စီခွဲချပြီးပြက်ခိုင်းပြစ်ပေးဖို့ပြောတာဖြစ်ပါတယ်စရဂီထုံးငယ်စရဂီရဘောလျောကျူဆက်ရစရဂီထုံးငယ်စရဂီရဘောလျောကျူဆက်ရအမိုက်ပုံထဲမှာအမိုက်ကို ပြစ်ပေးပါဆိုတဲ့အဓိပ္ပာယ်ပါဘောလျောရဘောလီတာပြစ်သည်လှုပ်ပြစ်သည်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ် ပလျော်ဘလီတာစရဂီရဘူလီစုကဟဲဆိုဘလျော်ဂျူဆယ်စရဂီရအမိုက်ကိုဘူလီစုကဟဲဆိုခုနကျမပြောတဲ့အတိုင်းပဲအမိုက်တွေကိုတတ်တတ်စီခွဲခြားပြီးတော့ဘလျော်ဂျူဆယ်လှုပ်ပြပေးပါဟျူဂျီရယောဂီရဲ့ဘော်ဒီဂျီမာဆယ်ဟျူဂျီရယောဂီရဲ့ဘော်ဒီဂျီမာဆယ်တ िश ူးကိုဒီနေရာမှာဘော်ဒီဂျီမာဆယ်မပစ်ပါနဲ့ဆိုတဲ့အဓိပ္ပာယ်လေးပါ ကျမတို့ conversation လေးတွေကိုနားထောင်ကြည့်ဟောကျမဖတ်ပြတာလေးကိုတစ်ခေါက်သိချလိုက်ပြီးနားထောင်ကြည့်ပါနော်အဲ့တော့ဦးရီကချီချုံဆိုဟာကြာနဲအမဂျွန်နဲမဟိုက်ကာယောဂျွန်ဆန်နဲချုံဆိုကီတို့ဒူလီကိုဂျီမင်းနဲနဲဆော့ကကြီးဂျုံဟဲကျော်ချုံဆိုကီဒူလင်းဟူရဲ့တုံမဟိုက်ကာယောဆရိုင်ကီတို့ဂျုံပေါ်လျောနဲကရကဲအမကလေးတွေဦးရီကချီချုံဆိုဟာကြာ ငါတို့အတူတူတန်ရှင်းလောက်အောင်နဲအော်မဟုတ်ကဲ့အမေဂျွန်နမော်ဟိုက်ကရောကျွန်တော်ဘာလုပ်ရမလဲဂျွန်ဆူနဲ့ချောင်းဆိုကီတို့တို့လီကိုဂျွန်ဆူကဖုံဆုပ်ဆက်နဲ့ဖုံတုပ်ပြီးတော့ဂျီမင်းနင်းနင်းဆော့ကော့ကြီးဂျုံဟဲကျော်ဂျီမင်းကတော့ပကံဆေးပေးပါချောင်းဆိုကီဒိုလင်းဟူရဲ့တို့မော်ဟိုက်ကရောဖုံဆုပ်ဆက်ကိုတုံးပြူပြီးရဲ့နောက်မှာဘာထက်လောက်ရမှာလဲဆရဲကီတို့ဂျုံဘော်လျော်မိုက်တီလည်းနည်းပြစ်ပေးပါ နဲဂရော့ကေအောင်မဟုတ်ကဲ့လှုပ်လိုက်ပါမယ်မီဆိုတဲ့အဓိပ္ပာယ်လေးပါ။ โอเคကျမတို့ mon ball grammar အနေနဲ့ or are ဆိုတဲ့ grammar လေးကိုမြင်ရမှာပါဒီကောင်ကတော့ကျမတို့ရိုးပုံစံအုံမှာရိုးဖြုတ်ထားတာဖြစ်ပါတယ်ကျမတို့ရှေ့တစ်ခေါက်ကလည်းကျမတင်ထားတဲ့သင်ခန်းစာမှာပါခဲ့ပါတယ်ကျမတို့ဒီအချင်းချင်းပြောတဲ့အခါကိုထက်ငယ်တဲ့ကိုအငယ်တဲ့သူတွေကိုပြောတဲ့အခါမှာတငယ်ချင်းချင်းချင်းရင်းနှီးနှီးပြောတဲ့အခါမှာလည်းကျမတို့ကဒီရိုးပုံစံအုံမှာကျမတို့ရိုးဖြုတ်ပြီးတော့ပြောလို့ရှိပါတယ်ဒါကတော့ကျမတို့အထက်လူကြီးတွေကိုပြောလို့တော့မရပါဘူးကိုထက်တက်ကြီးရဲ့သူကိုထက် အရာလူကြီးရဲ့သူတွေပါကျွန်တော်တို့သွားတုံးလို့တော့မရပါဘူးကိုအောင်ငယ်တဲ့သူကိုနဲ့ရွယ်သူကိုနဲ့အရန်ရင်းနေတဲ့သူပဲကျွန်တော်တို့တုံးလို့ရတာဖြစ်ပါတယ်ကျွန်တော်တို့ရိုးပုံစံကိုဖြစ်ဖြုတ်ပြီးတော့ကျွန်တော်တို့ဖြစ်တယ်ဆိုတော့ဖြစ်သည်ဖြစ်တယ်ရှိသည်ရှိတယ်ကျွန်တော်တို့ဒီလိုမျိုးစကားလုံးလေးပါပဲရိုးပုံစံကိုဖြုတ်ပြီးတော့ကျွန်တော်တို့တုံးရမှာဖြစ်ပါတယ်ရိုးပုံစံမှာရိုးလေးကိုဖြုတ်လိုက်ရမှာပဲစရဲကီတိုဂျုံဘောလျောအမိုက်ကိုနဲ့ပြစ်ပေးဂျီမေနာပါလီဝါဂျီမေရေမြ мян လား ဂျွန်ဆူရဂျွန်ဆူရဲ့ swap ကနမြောင်းကြောင်းသားရဲ့အတန်းပြီးသွားရင် ဖုံးဆက်ဂျီမနာပါလီဝါကျမတို့လာဒီဆိုတဲ့ order မှာကျမတို့ကခုနရိုပုံစံပြရင် wa ရိုဒါပေမဲ့ကျမတို့ရိုဖြုတ်လိုက်ပြီးတော့ကျမတို့ wa ဆိုတဲ့တလုံးလေးပဲကျန်ခဲ့တာဖြစ်ပါတယ်ဆိုတဲ့ကီတိုဂျုံဗောလျောကျမတို့ဘောလီတာဆိုတဲ့ဘက်လေးပါလှုပ်ပြတယ်ဆိုတဲ့ဘက်လေးလှုပ်ပြတယ်ဆိုတဲ့ဘက်လေးကိုကျမတို့က ယူပုံစံပြောင်းမယ်ဆိုရင်ဘောလျောယူအဲ့တော့မှယူဖြုတ်လိုက်တဲ့အခါမှာဘောလျောဆိုပြီးကြံခဲ့ရဖြစ်ပါတယ်ဆိုရဲကီတို့ဂျုံဘောလျောအမိုက်ပစ်ပေးဆိုတဲ့အဓိပ္ပာယ်ကစမနောက်ကပါတို့တီတို့တဲတို့မထဲတော့ပဲနဲ့ဖြတ်ပြောလိုက်တဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်ဂျုံဆူရဆူကွန်နာမြောင်းကြောင့်ရဲဂျုံဆူရဲ့အတန်းပြီးသွားရင်ဖုံးဆက်အဲ့တော့ကျမတို့ဂျောင်းသွားဟာတာဂျုံသွားဟာတာကျမတို့ဖုံးဆက်တီဆိုတဲ့အဓိပ္ပာယ်လေးပါဖုံးခေါ်တီဖုံးဆက်တီဆိုတဲ့အဓိပ္ပာယ်လေးပါအဲ့တော့ကျမတို့ကသူ့ကိုယူပုံစံပြောင်းရင် ကျောင်းသွားဟဲရောကျောင်းသွားဟဲယူမှာကျမတို့ရိုးဖြုတ်ချလိုက်မယ်ဆိုရင်ကျောင်းသွားဟဲဆိုရင်ဖြစ်သွားမှာဖြစ်ပါတယ်။နောက်ဆိုရင်တော့ all are ဆိုတဲ့ grammar လေးကအရင်လွယ်မယ်လို့ထင်ပါတယ်။နောက်တစ်ခုကကျမတို့ဂျာဆိုတဲ့အဓိပ္ပာယ်လေးပါ။ဂျာကိုမြင်လိုက်လို့အိတ်တယ်လို့မထင်လိုက်ပါနဲ့။ဂျာဆိုတာကကျမတို့က less ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။ကျမတို့ LEDS less မတို့ less ကိုသွားရအောင်ဆိုရင်ဂျာဆိုရင်ကျမတို့ပြောတာဖြစ်ပါတယ်။ဂျာကတော့ဂျာရအောင်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။ ဦးဒီကချီချောင်းဆိုဟာကြငါတို့အတူတူတန်ရှိလောက်ရအောင်ဂျူမားတဲ့ကချီဂျွန်ညော့ကြဂျူမားတဲ့စနစ်ပေးရမှာအတူတူဂျွန်ညော့မော့ကြညနေစာစားရအောင်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ကျမတို့ကဒီဂျာနဲ့တွဲသုံးတဲ့ဆန်းနဲ့နေမှာဆိုလို့ရှိရင်ပုံမှန်ကျမတို့ကာချီဆိုတဲ့ကျမတို့တူတူဆိုတဲ့ together ဆိုတဲ့စာလေးကိုတွဲရမှာဖြစ်ပါတယ်။ကျမတို့ကာချီဆိုတဲ့ကျမတို့တူတူဆိုတဲ့စာလေးတွေကိုတွဲမြင်ရင်နောက်ကကျမတို့ဂျာနဲ့သုံးတဲ့အခါမှာကျမတို့ဒါက တစ်ခုခုကိုညှိနိုင်တယ်တောင်နဲ့ကြောင်ညှိနိုင်တယ်ဒါလေးလှုပ်ကြလှုပ်ကြရအောင်ဒါလေးလှုပ်လိုက်ရအောင်ဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်သူ့ကိုတုံးတဲ့အတုံးကတော့အရင်လွဲပါတယ်ကျမတို့က buff ကိုဓာဖြုတ်ပြီးတော့အနောက်ကခြာလေးကပ်ပြီးလိုက်အောင်ပါပဲ buff နဲ့တွဲတာဖြစ်ပါတယ်ဂူဒီကချီချောင်းဆိုးဟာကြချောင်းဆိုးဟာတာဆိုရယ် buff လေးကိုကျမတို့ဓာဖြုတ်လိုက်တာနဲ့ကျမတို့ချောင်းဆိုးဟာကြဆိုပြီးဖြစ်သွားမှာဖြစ်ပါတယ်ဂျူမားတဲ့ကချီဂျောင်းရောက်မော့ကြ မော့တာဆိုတော့ကျမတို့ဘက်ဖလေးကိုကျမတို့ဂျာနဲ့ကတ်တဲ့အခါမှာစားကြရအောင်စားရအောင်ဆိုပြီးပြောတဲ့အတွက်ကြောင့်ကျမတို့မော့ဂျာဆိုပြီးဖြစ်သွားမှာဖြစ်ပါတယ်။ဒါလေးဖြုတ်ပြီးတော့ကတ်လိုက်အောင်ပါပဲ။အသက်ပါတာမပါတာဘာမှကြည့်စရာမလိုပါဘူး။ဒါဆိုရင်တော့ဒီနေ့ခွန်မလေးရလဲလွယ်မယ်လို့ထင်ပါတယ်။ဟုတ်ကဲ့ကျမတို့ဒါဆိုရင်မာရာဂီကိုကြည့်ကြရအောင်မာရာဂီမှာဘာပြောထားလဲဆိုရင်နံပါတ်1ကဖွာပွန်းနဲ့မူးကျူတာဖွာပွန်းနဲ့မူးကျူတာ ပန်းဦးတဲ့ရေထည့်ပေးပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အမမော်တိုဝတူလီကာရော အမေဘာကူညီပေးရမလဲ။ဝါဘွန်းနဲ့မူဂျုံဂျောပန်းဦးတဲ့ရေနဲ့နဲ့ဖြည့်ပေးပါထည့်ပေးပါဆိုတဲ့အဓိပ္ပာယ်လေးပါ။ဂျုံနွားဟာတာဂျုံနွားဟာတာကကျမတို့ဖုံးဆက်တဲ့အပါမျောရှိရဲ့ဂျုံနွားဟိုက်ကရော အဖေဘယ်နှနိုင်မှာဖုံးခေါ်လိုက်ရမလဲ။အိုဟူသူရှိရဲ့ဂျောင်းသွားရဲ့နေ့လဲနှစ်နာရီမှာဖုံးဆက်ပါဆိုတဲ့အဓိပ္ပာယ်လေးပါ ဂျမ်ရှင်မော့တာဂျမ်ရှင်ဆိုတာကျမတို့ lunch ကိုပြောတာဖြစ်ပါတယ်နေ့လယ်စားပါနေ့လယ်စားစားသည်ဆိုတဲ့အဓိပ္ပာယ်လေးပါဂျီမင်နာအီတာကကချီဂျမ်ရှင်မော့ကကဥန်ကချီဂျမ်ရှင်မော့ချာဂျီမင်ရေခဏနေငါတို့အတူတူနေ့လယ်စားအတူတူစားကြမလားဥန်ကချီတမ်ရှင်မော့ချာအင်းတူတူစားကြမယ်ဆိုတဲ့အဓိပ္ပာယ်လေးပါတူတူစားရအောင်စားကြမယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်နံပါတ်၄ကချီကာတာ ကာချီကာတာအတူတူသွားသည်ဆိုတဲ့အဓိပ္ပာယ်လေးပါဂျီမင်းနာဥဒီကာချီရှော့ဖင်းဟာတော့ဂိုက်ကဂျီမင်းနာငါတို့အတူတူရှော့ဖင်းဟာတော့ရှော့ပင်ထွက်တာကိုပြောတာဖြစ်ပါတယ်ရှော့ဖင်းဟာတာရှော့ပင်ထွက်ကြမလားအွန်ကာချီကာကြအွန်အတူတူသွားရအောင်ဆိုတဲ့အဓိပ္ပာယ်လေးပါโอเคကျမတို့အခုဆိုရင် Dicky listening လေးရောက်လာပါပြီကျမတို့ listening လေးကိုနားထောင်ပြီးတော့ကျမတို့အောက်ကမေခွန်းလေးတွေကိုဖြည့်ကြည့်ကြမယ်နော်ဂျီမနာအမကြောင့်တို့အကြော 네, 엄마, 뭐 할까요? 우리 같이 옷장 정리 좀 하자. 어떻게 정리해요? 옷이 너무 많아요. 안 입는 옷을 버리자. 네, 그래요, 엄마. 지나지침에 지메인, 엄마 좀 도와줘, 아메오. 나나라 꾸니베, 꾸니베. 네, 엄마, 어깨 okay, 아메, 뭐 할까요? 바로 미안해. 우리 같이 옷장 정리 좀 하자. ငါတို့အတူတူအဝိစိန်ကို ရှင်းကြရအောင်အတက်ခဲကြောင်းကြီးဟဲ့ရောဘယ်လိုမျိုးရှင်းရမှာလဲအိုရှိနော်မူမာနာရောအဝိစားတွေကအရန်ကိုများတယ်အန်အီနွန်အိုဆူဘော်ဒီဂျာမဝိတဲ့အဝိစားတွေကိုလှုပ်ပြစ်လိုက်ရအောင်နဲကရဲရောဟုတ်ကဲ့အဲ့လိုလုပ်လိုက်ပါမယ်အမအမေဆိုပြီးကျွန်တော်တို့ပြောလိုက်တာဖြစ်ပါတယ်မိကွန်းနံပါတ်1မှာဒူစာရမ်မူမူအဆူဟမ်နီကာ ဒီလူမြောက်ကဘာကိုလုံးမလဲဆိုရအတိတ်ပဲလေးပါဒါဆိုကျမတို့ဒီလေးခုမှဘာလုံးမလဲဆိုတာကြည့်ကြည့်ရအောင် check စမ်းကြောင်းဒီစာအုပ်ဆင်ရှင်းမယ်အုတ်ကျန်းကြောင်းဒီအဝတ်ဆင်ရှင်းမယ် and band ကြောင်းဒီအတွင်းကန်းကိုရှင်းမယ်ရှစ်သားကြောင်းဒီသမင်စာစပွဲရှင်းမယ်ဆိုတဲ့အတိတ်ပဲလေးဖြစ်ပါတယ်မနမေကနမနှစ်ကဒရွနေယုံကဂါထွမြောင်းအိုဒါရွမြောင်းအိစ်ဟပ်ရှိရှိယောနားထောင်ကြရကြောင်းရနဲ့တူရင်အိုမတူရင်အိစ်ပြေပေးပါ and in also modu body ကစမ်းနေတာမဝတ်တဲ့အဝတ်အစားတွေအားလုံးကိုလွှတ်ပြမှာဖြစ်ပါတယ်ဂျီမင်းရှိဝအမန်န်ကချီဘန်ချုံစိုးတို့ဟမ်နေတာဂျီမင်းနဲ့သူ့အမေကအတူတူအခန်းတန်ရှင်ရေလုံမှာဖြစ်ပါတယ်လုံတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါကျမတို့တကယ်လို့နားထောင်ခဲ့တဲ့အကြောင်းအရာနဲ့တူလို့ရှိရင် O မတွင် X လေးထည့်ပေးပါအဲ့ဒါကျမတို့ vocabulary plus လေးကိုနားထောင်ကြည့်အောင်ဒေချုံစိုးတို့ဟာတာ ဒဲချုံဆိုးလို့ဟာတာကျွန်မတို့ဒဲချုံဆိုးဆိုတာကျွန်မတို့တအိမ်လုံးကိုတန်ရှင်းလောက်တာကိုပြောချင်တာဖြစ်ပါတယ်ဒါကြမလို့ဒဲချုံဆိုးတို့ဟာတာတအိမ်လုံးကိုတန်ရှိလောက်တယ်။အီဘွန်ချူမာတဲ့ဒဲချုံဆိုးတို့ဟာဂီတို့ဟက်ဆော်ရော။ဒီတစ်ခါစနေတွင်ပြေးရမှာဒဲချုံဆိုးတို့တအိမ်လုံးတန်ရှိရေကိုဟာဂီတို့ဟက်ဆော်ရောလှုပ်ပိုးဆောင်ဖြတ်ခဲ့တယ်။လှုပ်ပိုးရည်ရွယ်ထားတယ်ဆိုတဲ့အသေးပဲလေးပါ။နံပါတ်2ကမူဒုဂျူတာ။မူဒုဂျူတာ။ ရေဖြန်းနဲ့ရေဖြည့်ရဲ့ဆိုတဲ့အဓိပ္ပာယ်လေးပါ။ Branda ရဲ့ in ဟွာဘွန်နဲ့မူဒဂျုံဂျူဆယ်။ Branda ရဲ့ in ဟွာဘွန်နဲ့မူဒဂျုံဂျူဆယ်။ Branda မှာရှိနေတဲ့ပန်းအိုးတွေကိုရေလောင်းပေးပါဆိုတဲ့အဓိပ္ပာယ်လေးပါ။ဂျောင်းနီရဟာတာဂျောင်းနီရဟာတာကျမတို့ရေတော့ဂျောင်းတိ ကျမတို့ဖတ်ရင်ဂျုံနီလို့ပြောရမှာဖြစ်ပါတယ်။ရလေးကငါနဲ့တွေ့ရင်နာအတန်ပြောင်းသွားမှာဖြစ်ပါတယ်။ဂျုံနီတို့ဟာဒါတိမ့်သည်တိမ့်ဆဲသည်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။ချက်ဆန်းဂျုံနီတို့ဟာကိုကွန်ပူတာဟာနွန်ကဲအော်တဲ။စာကြည့်စပွဲကိုရှင်းလင်းပြီးတော့ကွန်ပူတာဟာနွန်ကဲအော်တဲ။စာလုပ်တာဘလို့လဲ။ချမ်မွန်တို့တက်တာ။ချမ်မွန်တို့တက်တာ။ ကျမတို့ချမ်းမွန်စွာဘရင်ဘောက်ကိုပြောဖြစ်ပါတယ်ဘရင်ဘောက်တကားကိုဒေါက်တာတုတ်တယ်ဆိုတဲ့အဓိပ္ပာယ်လေးပါချမ်းမွန်နကက်ကရှိတကားသောဘာကီဂျိုင်ပိုရောရောချမ်းမွန်နဘရင်ဘောက်ကိုကက်ကရှိတကားသောကျမတို့လုံးဝကက်ကရှိတန်တန်ရှင်ရှင်တုတ်လိုက်တဲ့အတွက်ကြောင့်တုတ်လိုက်သောကြောင့်ဘာကက်အပြင်ကိုဂျိုင်ပိုရောကောင်းကောင်းမြင်ရတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါဘူလီဆူဂါဒဟာတာဘူလီဆူဂါဒဟာတာ ဘူလီဆိုကတော့ဟာတာဆိုအမိုက်ကိုကျမတို့တက်တက်စီခွဲပြီးစုတာကိုပြောတာဖြစ်ပါတယ်။ဂျူမင်းယောရဘွန်စရိုက်ကီဘူလီဆိုကတော့ဟဲဂျူဆယ်။ကျွန်မယောရပွန်စာကျမတို့ပြည်သူပြည်သားတို့ပြောဖြစ်ပါတယ်ပြည်သူပြည်သားများအားလုံးဆရကီဘူလီစုကတို့ဟဲဂျူဆယ်အမိုက်ကိုခွဲခြားစုပြီးတော့ပြစ်ပေးပါဆိုတဲ့အဓိပ္ပာယ်လေးပါ ဒီအပိုင်းမှာတော့သူကမေခွန်းလေးတစ်ခုမေးထားပါတယ်အဲ့ရဲ့မေခွန်းလေးနဲ့သက်ဆိုင်တယ်အဲ့မေခွန်းလေးအဲ့လိုမျိုးမေခွန်းမေးလာရင်ကျမတို့ဖြေရမယ်ဘလို့ကျမတို့လုပ်တဲ့ဒီအိမ်မှုကိစ္စနဲ့ပတ်သက်တဲ့အဖြေလေးတွေဆိုရင်ကျမတို့ဒီလိုဖြေလို့ရပါတယ်ဂျူမားတဲ့မော်ဟာကိုဂျင်းနေရောစနေတနင်္ဂနွေပေးရမှာမော်ဟာကိုဂျင်းနေရောဘာလို့ဘာလုပ်ပြီးရောဖြတ်တန်းလဲဆိုတဲ့အိပယ်လေးပါတဲ့ချုံဆိုးရဲ့ဟဲရောတိန်လုံးတန်ရှိလောက်တဲ့ဝါပေါ်နဲ့မူလို့ကြော်ရော တန်ဝိုးတွေကိုရေလောင်နဲ့ဘူးလေးစုကောတို့ဟဲ့ရောအမိုက်တွေကိုခွဲခြားစုဆောင်းပြီးတော့ပြစ်တယ်ဆိုတဲ့အဓိပ္ပာယ်လေးပါဟုတ်ကဲ့ပါဒါဆိုရင်တော့ခန်းလေးရဲ့အပိုင်းတက်ကောခန်းလေးရဲ့အပိုင်းနှစ်ကောမှာကျွန်တော်တို့အိမ်မှုကိစ္စနဲ့ပတ်သက်တဲ့စကားလုံးတွေဝါဟာရတွေကိုလေ့လာခဲ့ရတာဖြစ်ပါတယ် grammar လေးတွေကလည်းအများအောင်တွေ့မယ်လို့ထင်ပါတယ်ဒါဆိုကျွန်တော်တို့နောက်တစ်ချိန်မှာပြန်ပြီးတော့ဆုံတွေ့ကြရအောင်เนาะ bye bye